တောင်ပိုင်းသားတယောက်အထုပ်ပိုးပြင်၍ခီးထွက်ကြပြီဆိုလျင် ထိုခီးသည် တလလောက်တော့ကြာတတ်သည် အများအားဖြင့်ထို့ထက်ပိုကြာတတ်သည်တောင်ပိုင်းသားကသူများစီအလဲသွားလေးရှိသည့်ဤသူသူ့အိမ်ရောက်လျင်လဲအလွန်အဲ့ဝေကြေသည် ထို့ကြောင့်တချို့ဆွေမျိုးများ နာတာလူအလဲလာသည်ဟုပြောကြပြီးဇူလိုင်လအထိနေသွားလျင်လဲအဆမ်းမဟုတ်တော့လက်ထပ်ပြီးဇနီးမောင်နှံမင်္ဂလာဦးခီးထွက်ကာ ဆွေမျိုးသားချင်းအိမ်တွင်တဲပြီဆိုရင်ဒုတိယကလေးမွေးပြီးမှ ပြန်သွားတတ်ကြခြင်းမျိုးကလည်းတပုံတပင် အသက်ကြီးသည့်ဦးကြီးဒေါ်ကြီးတို့တနင်္ဂနွေနေ့ညစာစားဟုဆိုကလာတတ်ကြလင်လဲတော်တော်နှင်းမပြန်တချို့နှစ်ပေါင်းများစွာကြာ၍ဤအိမ်မှာပင်ခေါင်းချသွားသည့်ကိစ္စမျိုးကလည်းမရှာဧည့်သည်လာလင်လဲဧည့်သည်အဖို့အာမနာယာအိမ်ကြီးတွေကကြဲသည်အစီကံတွေကလည်းပေါ်သည် ပါဇက်တပေါက်မြမကပါဇက်ပေါက်အများကြီးကျွေးထားရလျင်လဲမထောင်းတာလားជីကြီးငယ်ငယ်ပြူပြူအိုခီးသွားကြသည်မင်္ဂလာဦးခီးထွက်သူလဲရှိသည်တာဦးသမီးဦးကိုဆွေပြမျိုးပြသွားသူလဲရှိသည် နလန်ထဆအပန်းဖြေသွားနေကြသူများလဲရှိသည်စိတ်လက်မကောင်း၍လာနေကြသူများလဲရှိသည်မိဘသဘောမတူသည့်ယောက်ျားလေးနှင့်ညာသွားမည်ဆိုသည့်အတွက်ပို့ထားရသည့်မိန်ကလေးလင်ကောင်းသားကောင်းရရန်ဆွေမျိုးများထံ ဖို့ထားသည့်မိန်းကလေးစသည်တို့လည်းပါသည် အေချမ်းငိန်သက်သည့်တောင်ပိုင်းသားတို့၏ဘဝတွင်ဧည့်သည်ရောက်လာလျင်ဝမ်းသာကြစမြဲဧဝတ်ဂျေပွန်မြဲဤသို့ဖြင့်စကားလက်အတ္တလန်တာတို့ရောက်လာခြင်းဖြစ်သည်ညီ၍ညီမြကြာမြည်မသိသည်ဆဝါနာတို့ချာလက်စတန်တို့လိုပြင်းစရာကောင်းလျင်တလားလောက်ကြာမြည်ထိုထက်ပိုပျော်လျင်ပျော်သလောက်နေမည်တို့ရာတွင် ရောက်ပြီးမကြာမီဒေါ်လေးပစ်တီနှင့်မီလာနီတို့က အက်တလန်တာတွင်အခြေချရန်သူကိုဆွဲကြသည်အကြောင်းမျိုးမျိုးပြကြသည် စကားလက်ကိုခင်းသဖြင့်နေစေခြင်းကြသည်အင်ဂျယ်ကြီးထဲတွင် သူတို့ကြီးရှိသည်စကားလက်ကတတ်တိကောင်းသည်ရဲရင်သည် စကားလက်ကိုမြင်လိုက်ရသည်နှင့်လွမ်းပြေသွားကြသည်သူတို့ဖို့ချားလ်မရှိတော့တူအစားအကိုအစားတူမရောင်းမနှင့်မြေကလေးတူကလေးကိုအစားထိုးနိုင်သည် ထိုမြမကချားလ်ဤတည်တန်းစာအရအင်ကြီးကိုလည်းစကားလက်တစ်ဝက်ပိုင်သည် ထိုများမကတီးခြားပြည်နယ်တွင်ဆက်ချုပ်တိုးမွေးထိုးပတ်တီးလိပ်သူနာပြုစသည့်လုပ်ငန်းများအတွက်လည်းလူလိုနေသည်ထို့ကြောင့်အတ္တလန်တာတွင်ခြေချစေခြင်းကြသည်ချာဤဦးလေးဟင်နရီဟာမီတန်ကလူပြိုကြီးဖြစ်သည်အတ္တလန်တာမြို့လေကောင်ဟိုတယ်တစ်ခုတွင်နေသည်ဦးလေးဟင်နရီကလည်းထိုအတိုင်းပြောသည်ဦးလေးဟင်နရီက အရက်ပူပူဘိုက်ရွှဲရွှဲညနာနီနီငွေရောင်စပင်များကဝဲကြနေကြသည် စိတ်တူတတ်သည် မိမတွေကြောက်သည် စကားများသည်ကိုနည်းနည်းမြစိတ်မရှိထို့ကြောင့်သူညီမပစ်တီနဲ့မတည့်ကြခြင်းဖြစ်သည်သူတို့နှစ်ယောက်ကငငယ်ကလေးကစိတ်ချင်းမတူဇယိုက်ချင်းမတူ Charles R Adore ပစ်တီဆုံးမတွင်တွင်မုံကိုမကြိုက်မိမရှာလေးဖြစ်မှာဟုဆိုသည်လွန်ခဲ့သည့်နှစ်အနည်းငယ်ခန်းကသူ့ကိုစော်ကားရမည်လို့ဟုဆိုကာဒေါ်လေးပစ်တီကဦးလေးဟင်နရီကိုလုံးဝစကားမပြောတော့သူ့အကြောင်းပြောနေလဲ လူမကြားအောင်တိုးတိုးတိတ်တိတ်မျှသာပြောသည်အเจ้าမသိသူဒဇိန်ဆိုလျင်ဦးလေးဟင်နရီကိုလူသက်သမားကြီးထင်ရလောက်အောင်ပြောတတ်သည် စင်စစ်ကိစ္စကဘာမျှမကြီးကျယ်ဒေါ်လေးပစ်တီသည် သူ့ဘန်စုငွေ900ထုတ်เสียရှိသည်ဦးလေးဟင်နရီကထိုငွေများကိုတင်ရသည်ငွေ900ကမတူးရသေးသည့်ရွှေတွင်းတွင်တွင်အစုထဲ့ဝင်ရန်ဖြစ်သည်ဦးလေးဟင်နရီကသဘောမတူဘာမျှအုံနောက်မရှိကြဘိုးလောက်မျှစဉ်းစားဉဏ်မရှိဟုဆိုသည်ရာကျင်းသည်ရောလှုပ်သည် ဤနောက်မှစ၍ဒေါ်လေးပစ်တီဦးလေးဟင်နရီနှင့်စကားမပြောတော့တလတခါကိစ္စရှိသည့်အခါကျမှသာထုံးစံအတိုင်းသွားသည်ဤဒီမှာလဲအိမ်စည်းိတ်သွားတောင်းခြင်းသာဖြစ်သည်တစ်ခေါက်သွားပြီးတိုင်းဒေါ်လေးပစ်တီတယောက်လူမမာကြီးဖြစ်ပြန်လာသည်အိမ်ရောက်ရင်ရှူစည်းဘူးတကူးကိုကင်ကမျက်ရည်လေရွှဲဖြင့်အိယာထဲလဲနေတတ်သည်မီလာနီနှင့်ချားလ်ကစိတ်ပြေအောင်အမျိုးမျိုးချော့ကြတော့လဲမရတေကန်းရှင်ကန်းပြက်ပြီးဟုဆိုသည်ကြာတော့လဲချားလ်တို့မောင်မမမပြောတော့ ဒေါ်လီပီတီတီဤသို့စိတ်ဆိုးရသည်ကိုကျင့်တ်ပုံရသည်ဟုယူဆလိုက်ကြသည် သူဘဝတွင်အပြင်းပြေစရာဆို၍ဤတစ်ခုသာရှိသည်မဟုတ်လောဥလေးဟင်နရီကစကားလက်ကိုခင်သွားသည် စကားလက်သည်ဟန်ဆောင်ဓာတ်သည့်တိုင်တည်ညံရှိသည်ဟုဥလေးဟင်နရီကပြောသည်ဥလေးဟင်နရီကဒေါ်လီပီတီနှင့်မီလာနီတို့၏ပစ္စည်းများကိုသာမကစကားလက်အတွက်ချောက်ကြံရစ်သည့်ပစ္စည်းများကိုလည်းထိန်းရသည်တထေးမလေးတယောက်ဖြစ်သွားသဖြင့်စကားလက်ပင်သူ့ကိုယ်သူအံ့ဩရသေးသည် Charles E အမွေအဖြစ်ဒေါ်လေးပစ်တီရိုနေသည့်အင်ဂျီတဝက်အပြင် ရာမီများနှင့်မြို့ပေါ်ကအိမ်တွေမြေတွေလည်းကျန်ရစ်ခဲ့သေးသည်မြို့နယ်ကဘူတာယုံအနီးတစ်ဝိုက်ကကုန်းလောင်ယုံများ စတိုးဆိုင်များလည်းကျန်သေးသည်ပြည်ရင်းစစ်ဖြစ်ပြီးနောက်ဈေးတွေတက်လာသည့်အတွက်ကာလတန်ဖိုးဖြင့်တွက်လျင်နည်းသည့်ငွေမဟုတ်ဦးလေးဟင်ရီကသူပိုင်သည့်ပစ္စည်းစည်းရင်းကိုထုတ်ပြရင်းအတ္တလန်တာတွင်အခြေချရန်တိုက်တွန်းခြင်းဖြစ်သည်ဝိတ်ကလေးအရွယ်ရောက်လာရင်တထေးလေးဖြစ်မှာပဲ အတလန်တာဒီတိုင်းစီနေပုံနဲ့ဆိုရင်နောက်အနှစ်20လောက်ကြာရင်ပိုပြီးတန်မိုးရှိလာမှာပဲကလေးကိုသူ့ပစ္စည်းနဲ့ခွဲမထားသင့်ဘူးလို့ဦးလေးထင်တယ်ဒါမှသူ့ပစ္စည်းကိုသူထိန်းသိမ်းတက်လာမှာပေါ့သူရှိတော့မီလာနီနဲ့ပစ်တီတို့အတွက်လည်းကောင်းတာပေါ့ဦးလေးတို့အမျိုးထဲမှာယောက်ျားဆိုလို့သူတယောက်ပဲရှိတော့မှာဦးလေးကလည်းဒီမှာကြာကြာနေဖို့စိတ်မကူးဘူးဦးလေးပီတာကမူစကားလက်တယောက်အတ္တလန်တာတွင်အခြေတကျနေရန်ရောက်လာခြင်းဖြစ်သည်ဟုယူဆသည် စကိုင်လက်ကဦးလေးပီတာတို့ပြောသမျှကိုပြုံး၍သာနားထောင်သည်အက်တလန်တာအကြောင်းရောင်းမအကြောင်းယောက်ျား၏အတော်အကြောင်းကို မသိသေးဘဲမိတို့မျှမဖြေခြင်းသည်စကားမလွန်ခြင်းသည်သူနေမည်ဆိုလျင်မိမိတို့သဘောပေါက်အောင်နားချရအောင်မည်ထို့ပြင်ယခုအထိလည်းမြိုင်းသားရကို လွမ်းမြဲလွမ်းနေသည်မြိုင်းသားရကမြင်းနီနီများဝါကင်းများနှင့်တိတ်ဆိတ်ငြိမ်သက်သောစည်းစာချိန်များကိုအမှတ်ရနေသည်သူ သွေးထဲတွင်မြေကိုချစ်သည့်သွေးပါသည်ဟုသောဖိဖိစကားကိုပထမဆုံးအကျိန်စကလက်ရေးရေးသဘောပေါက်လာသည် ထို့ကြောင့်လောလောဆယ်တွင် စကလက်ဘာမှမပြောသည်ညီမြအကြောင်းမည်ဆိုသည်ကိုလည်းဝိလေကြောင့်ပတ်ဖြေကဒေါ်လေးပစ်တီဤအုတ်တိုက်နီနီကြီးတွင်အထိုက်လျောက်ကြည်နေခဲ့သည်ချားဤဆွေမျိုးများကို တွေ့၍သူမွေးဖွားကြည့်ပြင်းရာအိမ်ကြီးကိုရောက်တော့မှသူ့ကိုအိမ်ထောင်ရှင်မှမုတ်ဆိုးမှ သားတဲ့အမိစသည့်ဘဝများသို့လင်းမြန်စွာပို့ခဲ့သည့် Charles ဘဝကိုသူပို၍နားလည်လာသည် Charles တယောက်မြည်သည့်အတွက်ဤမြအဆက်ကြောက်ကြီးရကြောင်းမြည်သည့်အတွက်ရိုးအားရကြောင်းမြည်သည့်အတွက်စိတ်ကူးရင်ရကြောင်းကို Scarlett ယခုမှပို၍သဘောပေါက်လာသည်သူ့အဖေကခတ်ထန်သည်တတ်တီရှိသည်စိတ်မြန်သည်အဖေ၏အရေးချင်းများကို Charles အမွေရလိုက်သည်ဆိုလျင်ထိုအရေးချင်းများသည်သူ့ကိုမွေးမြူပေးလိုက်သည့်အတော်အပြိုကြီး၏ပတ်ဝန်းကျင်တွင် ငယ်ငယ်ကလေးကပျောက်သွားလောက်ပြီးချားတွင် တွေ့တာအားကိုးစရာဆို၍ကလေးနှင့်တူသောအပြိုကြီးဒေါ်လေးပီတီသာရှိသည်မီလာနီနှင့်ဆိုလျင်လည်းညီကိုထပ်ပင်ရင်းနှီးကြသည်ဒေါ်လေးပီတီနှင့်မီလာနီတို့လောက်ချိုးသာ၍စိတ်ကူးရင်သည့်အမျိုးသမီးဆို၍လည်းရှိတော်မူမထင်ဒေါ်လေးပီတီကနမည်ရင်းမဟုတ်လွန်ခဲ့သည့်အနှစ်60သူ့ငယ်နမည်ကဆာရာဂျင်းဟမ်မီတန်ဖြစ်သည်သူရတွင်အလိုလိုက်တဲ့သူ့အဖေကစကားများကပြရှက်ရှက်လှုပ်တတ်သည်ကိုအကြောင်းပြု၍ ပစ်တီဟုခေါ်ခဲ့သည် ထိုချိန်မှစ၍ပစ်တီဟုခေါ်ခဲ့ကြသည်နမီရင်းကိုမြည်သူကများမခေါ်ကြတော့ဒုတိယနမီပေးပြီးနောက်နှစ်အတွင်းတွင်ပစ်တီဆိုသည့်နမီနှင့်မလိုက်အောင်ပြောင်းလဲမှုများပေါ်ပေါက်လာခဲ့သည်ငငယ်ကနှဲ့ဆိုးဆိုးတတ်သည့်ကလေးမလေးပစ်တီ၏နမီနှင့်လိုက်သည့်အရာဆို၍သူ့ခန္ဓာကိုယ်နှင့်လိုက်သည့်ခြေထောက်သေးသေးကလေးတစ်စုံနှင့်စကားစကားပလစ်ပလစ်ပြောသည့်အလေးလောက်သာကြံတော့သည်ယခုဒေါ်လေးပစ်တီကခဝဝ ားပန်းနူရောင်စပင်ငွေရောင်နဲ့ရှင်မီးကြက်ကြက်ကိုဝတ်ထားသဖြင့်အသက်ရှူ၍ကောင်းကောင်းမွားခြင်းတော့ခြေထောက်ကလေးတွေကသေးသေးသဖြင့်တပြတ်တာတာထက်ပို၍လမ်းမလျှောက်နိုင်နှလုံးကလည်းကောင်းကောင်းမကောင်းထိတ်လန့်စရာတွေ့လျင်ရင်တလက်လက်ခုန်တတ်သည်စိတ်ထိတ်ခိုက်စရာရှိလျင်မူးမေ့လဲသွားတတ်သည် စင်စစ်သူ့မူးမေ့လဲတတ်ခြင်းမှာနူးနူးညံ့ညံ့အမျိုးကောင်းသမီးပီတာအောင်တမင်လှုပ်ခြင်းဖြစ်သည်တို့ရတွင်သူ့ကိုချစ်ခင်ကြသဖြင့်မြေသူကများဟန်ဆောင်သည်ဟုမပြောကြ လူတိုင်းကသူ့ကိုချစ်ကြသည်ကလေးတယောက်လိုအလိုလိုက်ကြသည်သူ့စကားကိုအလေးနက်လဲမထားကြတို့ရတွင်ထိုထဲတွင်မူသူ့ကိုဟင်နရီမပါဒေါ်လီပစ်တီသည်အတင်းဖြင်းပြောရခြင်းကိုနှစ်ချိုက်သည်ကဘာပေါ်တွင်သဲချေကြိုက်ဆုံးအရာဖြစ်သည်စားကောင်းတောက်ဖွယ်များထပ်ပင်ကြိုက်သေးသည်အပြောခံရသူလဲထိခိုက်နစ်နာခြင်းမရှိရလေအောင်သူတစ်ပါးအကြောင်းကိုပြောရမည်ဆိုရင်나이ပေါင်းများစွာပြောနိုင်သည်ဒေါ်လေးပီတီကလူနယ်မီ ၊နေရာ၊ရက်စွဲစသည်တို့ကိုလည်းမေးတတ်သည်။ပြဆက်ကြည့်ရင်ပြဆက်တစ်ခုကဇက်လိုက်မင်းသားမင်းသမီးနဲ့အခြားပြဆက်တစ်ခုကမင်းသားမင်းသမီးကိုမကြခဏရောရောထွေထွေဖြစ်တတ်သည်။ဒေါ်လေးပတီဤသို့ပြောရင်မှမသူပြောသည့်စကားကိုပြောင်းမြန်အထိပယ်ကောက်ရည်ယူရသည်။သူပြောသည်များကိုအလေးနက်ထားခြင်းမပြုအလန့်တကြားဖြစ်စရာတည်င်းအရှက်တကွဲအကျိုးနဲ့ဆရာတရင်များကိုမြေသူကမျှလဲသူ့အားပြောမပြကြအသက်60ရှိပြီဖြစ်သည့်တိုင် အပြိုကြီးတို့၏စိတ်နေသဘောထားကိုမထိခိုက်စေအောင်ကာကွယ်ပေးကြသည်သူ့ကိုကလေးကြီးတယောက်ပေါ်မှာကျဉ်ကျဉ်နားနားသဘောထားကြသည်မီလာနီသည် သူ့တော်နှင့်နေရာတော်တော်များများတူသည် အတော်လိုရှက်တက်ကြောက်တက်သည်အင်ရေကြီးသည် အရေးပါသည်သူ့ရာတွင်စဉ်စားညံတော့ရှိသည်ဤအချက်ကိုမူစကားလက်မနာလိုသည့်တိုင်ဝန်ခံရပါလိမ့်မည်ဒေါ်လေးပီတီကဲ့သို့မီလာနီသည်ကျဉ်နာခြင်းယူရခြင်းပိုက်ထွေးခြင်း ချစ်ခင်ခြင်းစသည်တို့မှလွဲလျင်တခြားဘာကိုမျှမသိသည့်ကလေးတယောက်စံတန်ရိုင်းပြမှုနှင့်စိုးရုံမှုတို့ကိုတခါမျှမမြင်ဘူးသည့်ကလေးတယောက်နှင့်အတူနေသည်သူ့ဘဝတစ်လျှောက်လုံးစိတ်ညစ်စရာဟူ၍မရှိပျော်နေသူဖြစ်သည် သူ့ပတ်ဝန်းကျင်အပေါင်းအသင်းကိုလည်းသူ့လိုပင်ပျော်စီခြင်းသည် အေးချမ်းစီခြင်းသည် ထို့ကြောင့်လူတိုင်းကိုကောင်းမြင်ကကျင်နာသည့်စကားကိုသာဆိုတတ်သည် သူ့အမြင်၌သခင်ကယုံကြည်စိတ်ချမှုကို ပြန်၍ရုပ်သိမ်းရရုပ်သိမ်းရ လောက်အောင်မိုက်မဲညံ့ပြင်းသည့်အစီကံဆို၍တယောက်မျှမရှိကိုစိတ်အလှကိုရှာမတွေ့နိုင်လောက်အောင်ရုပ်ဆိုးအကြီးတန်သည့်မင်းကလေးဆို၍လည်းတယောက်မျှမရှိညောလင်းစရာမရှိ လောက်အောင် ထုံထမ်း၍တံပိုးမဲသည့်ယောက်ျားဆို၍လည်းတယောက်မျှမရှိမီလာနီအရေးချင်းများသည့်ရရောသဘောထားကြည့်သည့်နှလုံးသားမှအလိုလျောက်ယူသားစွာပေါ်ပေါက်လာကြခြင်းဖြစ်သည် ထို့ကြောင့်သူ့နားတွင် ပေါင်းသင်းတွေဝိုင်းအောင်နေကြခြင်းဖြစ်သည် မိမိကိုယ်တိုင်ပင်မသိသောမိမိ၏နှစ်သက်စရာရည်ချင်းများကိုရှာတွေ့သူတူတူအားမြည်သူမခင်မင်ပဲနေမည်နီမီလာနီသည်အတ္တလန္တာတွင်မိတ်ဆွေတငယ်ချင်းအများဆုံးမိန်းကလေးတူဖြစ်သည်မီလာနီအမူအရာသည်ဗာမျှမဆန်တောင်ပိုင်းကမိန်းကလေးများကိုမိဘများကငငယ်ကလေးကတင် जा ပေးခဲ့သည့်အတိုင်းလှုပ်ချင်းမျှတာဖြစ်သည်ဤသည်မှာအခြားမဟုတ်မိမိပတ်ဝန်းကျင်တွင်ရှိသူများကို သူတို့ကိုသူတို့ကျေနပ်အောင် နှစ်သိမ့်ပေးခြင်းဖြစ်သည်တောင်ပိုင်းသားတို့ချစ်စရာကောင်းသည်ဆိုခြင်းမှာမိမများကဤသို့ဖန်တီးပေးနိုင်ခြင်းကြောင့်ဖြစ်သည်ယောက်ျားများဖို့ကိုဘွားကိုနှစ်သိမ့်ကျေနပ်လျင်သူတို့ကိုကန္နာကောစာမလုပ်လျင်သူတို့ဤမာနကိုထိခိုက်မိပြုမှုများကိုရှောင်လျင်ထိုနေရာသည်မိမများဖို့လည်းနေခြင်းစပွဲကောင်းလာသည်ဤချက်ကိုမိမတွေကောင်းကောင်းသိသည်ထို့ကြောင့်တောင်ပိုင်းကမိမများသည်သူတို့တသက်လုံးယောက်ျားများကိုကျေနပ်အောင်ပြုစုကြသည် နှစ်သိမ့်ကြသည်သူတို့ယောက်ျားပီတာပုံစိတ်သောထားကြီးပုံတို့ကိုရရရော်ရော်ချီကျူးကြသည် စင်စစ်ယောက်ျားဆိုသည့်တရားကလည်းမိမသည်ညံရှိသည်ဟူသောဂုံဒရမအပအချားအရာမှန်သမျှကိုမိမကိုပေးဖို့ဝင်မလေးကြစကလကမီလာနီကဲ့သို့ပင် သူ့အတိုင်းဝိုင်းတွင်ချစ်စရာကောင်းသည့်တို့ရာတွင်ပို၍ကြွန့်ကျင်သည့်ပို၍ပြည့်ရများသည့်တို့ရာတွင်သူတို့နှစ်ယောက်ကြားတွင်ခြားနားချက်တော်ရှိသည့ ီလာနီကယာယီမြဖြစ်စေလူတယောက်ကိုစိတ်ကျေနပ်အောင်တာယာမှုရအောင်ချီးမွမ်းပြောဆိုတတ်သည်စကလက်ကဤသို့မဟုတ် လူတစ်ဖက်သားစိတ်ချမ်းသာအောင်ဘယ်ခါမျှမပြောသူ့ကိုယ်ကျိုးသူ့ရည်ရွယ်ချက်အောင်မြင်ရေးအတွက်သာပြောသည်ချားသည်အချစ်ဆုံးတော်နှင့်အမထမကျန်းတန်းသည့်အဆုံးအမမျိုးကို မရရိုင်းဆိုင်သည့်ဩဝါဒမျိုးကိုမကြားခဲ့ရချားမွေးပွားကြီးပြင်းခဲ့ရအိမ်သည် ညက်ငယ်ဤတိုက်မြုံကလေးတစ်ခုတပွဲနူးညံ့တိမ်မွေးသည်ညိုင်းသားရအနှင့်စာလင်သူတို့အိမ်ကတိတ်ဆိတ်ငြိမ်သက်သည်ရှေးဆန်သည်နူးညံ့သည်စကားလက်အမြင်တွင်မူသူတို့အိမ်တွင်ယောက်ျားဆန်သောအနှံ့များလိုနေသည်ဘရန်ဒီနဲ့ခေါင်းလင်းစီနန်းတို့လိုနေသည်အတန်အောကြီးများဖြင့်တခါတရံကျိန်ဆဲတန်လိုနေသည်တနတ်တို့ဂုံနီးတို့မြင်းဆက်တို့လိုနေသည်ခြေရင်းတွင်ဝင့်နေသည့်တောလိုက်ခွေးတွေရှိဖို့လိုနေသည် ။မြိုင်းသားရမလို့တခါတရံရံဖြစ်တန်တို့ကိုစကားလက်ကြားကျင်သည်။မြိုင်းသားရတွင်မိမိမရှိသည့်နှင့်တပြိုင်နက်ကြီးတော်နှင့်ထမင်းချက်ကြီးပေါ်တို့ရံဖြစ်တန်၊ရိုဇာနှင့်လီနာတို့ဤရံဖြစ်တန်၊သူနှင့်ဆူလင်တို့ဤရံဖြစ်တန်၊ဖေဖေဤကျင်းမောင်းတန်တို့ကိုကြားရသည်။ဤလိုအိမ်မျိုးတွင်ကြီးပြင်းလာသည့် child တယောက်မိမရှာလေးတယောက်တခွေဖြစ်နေသည်မှာစင်စစ်ဘာမျှအံ့ဩစရာမဟုတ်။ဤအိမ်တွင် စိတ်လှုပ်ရှားစရာဆို၍ဘာမျှမရှိ။ စကားကိုလည်းမြည်သည့်အခါအမျှကြဲကြဲလောင်လောင်ပြောတမ်းမကြရတယောက်ကိုတယောက်လည်းရိုသေလေးစားကြသည်မိဖို့ဆောင်တွေက ထမင်းချက်ကပ်လီဖိုးကြီးကလည်းသူ့နေရာတွင်ဘရင်တစုကြီးတော်လက်မှလွတ်၍လွတ်လွတ်လပ်လပ်နေရလိမ့်မည်ဟုစကားလက်ထင်ခဲ့တော်လဲဦးလေးပီတာတတ်မှတ်သည့်မျိုးကောင်းသမီးပီတာရေးဆန်ကကြီးတော်ဤဆန်ထက်ပင် တင်းကျပ်နေသေးသည်ထို့ကြောင့်စကားလက်စိတ်ပြတ်သည်ဤလိုအိမ်မျိုးတွင် စကားလက်သည် သူ့နှကို ပုံမှန်သို့ပြန်ရောက်လာသည် သူစိတ်ဓာတ်သည် ပြန်လဲရှင်လန်းစပြူလာသည် စကားလက်သည်ယခုမှ38နှစ်သာရှိသေးသည်ကျမ်းမာတုံးရွှန်းဆူတုံး ရှိသေးသည်ချာလီဆွေမျိုးများသည် စကားလက်ပြောအောင်တတ်နိုင်ဆုံးထားကြသည်မပြောလင်းဤသည်မှာသူတို့အပြစ်ကြောင့်မဟုတ်အက်ရှလီ၏အမိကိုကြားရတိုင်းရင်နှင်းရသည့်အဖြစ်ကိုမြည်သူမြကုစားခြင်းငါမတတ်နိုင်သောကြောင့်သာဖြစ်သည်အရေးတဲတွင် မီလာနီကလည်းအက်ရှလီနမီကိုတဖွာဖွာပြောတတ်သဖြင့် ခံနေသည်ထို့တိုင်အောင်ဒေါ်လီပီတီနှင့်မီလာနီကစကားလက်သည်ချောက်အတွက်စိတ်မကောင်းဖြစ်နေရရှာတယ်ဟုထင်ကအတက်နိုင်ဆုံးနှစ်သိမ့်ကြသည် စကားလက်ပို၍ထိခိုက်မည်ဆိုသည်ဖြင့်သူတို့ပူဆွေးမှုကိုပင်တတ်နိုင်သမျှဖုံးထားကြသည်စကားလက်အတွက်ဆိုလျင် ပြပြတလဲဂယူးဆိုင်ကြသည် စားတော့ကောင်းမကောင်းအိတ်ရေးဝါမဝါကအစယထားဖြင့်လေငင်းခံထွက်ဖို့ကိစ္စအထိလူလီသေးမရှိအောင်ဂယူးဆိုင်ကြသည် စကားလက်ကိုဖူးဖူးမှုတ်ထားမတက်ချစ်ကြသည် စကလက်ဤထက်မြက်သောစိတ်သက် စကလက်ဤကိုဟန်အလှစကလက်ဤလှပတင်းငယ်သည့်ခြေထောက်များနှင့်လက်များစကလက်ဤဖြူဝင်းသည့်အသားရည်စသည်တို့ကိုချစ်ကြသည်အဇက်ကလည်းထုတ်ပြောကြသည်ဝှိဖက်ခြင်းနန်းရှုပ်ခြင်းပုတ်တီးပုတ်တက်နေခြင်းဖြင့်လည်းသူတို့စကားများကိုအလေးနက်ပြုကြသည်သူတို့ယူရနှစ်သိမ့်ကြသည်ကို စကလက်ကယူမဆိုင်တို့ရတွင်ချီးကျူးပြောဆိုကြသည်ကိုမူတာရသည်ညိုင်းတာရတွင်သူ့ကိုဤသို့ပြောမိသူတယောက်များမရှိ ြီးတော်ဆိုရင်စကလက်အားမာနကျိုးစီမိစကားလောက်ကိုသာပြောတတ်သည်သူ့ဖို့သားငယ်ဝိတ်ကလေးသည်လည်းအနှောက်ယှက်မဟုတ်တော့တအိမ်လုံးပတ်ဝန်းကျင်တစ်ခုလုံးကသူ့ကိုဝိုင်းချစ်ကြရုံများမက သူ့ချီမီငါထိမ့်မီဟုတဦးနဲ့တဦးလူနေကြသည်မှလည်းအမောမီလာနီကသူ့ကိုအထူးလိုလိုက်သည်အာကောင်ချစ်၍အော်ငိုနေသည့်တိုင်မီလာနီကစိတ်ရှည်သည်သားလေးရဲ့မငိုပါနဲ့ကွယ်ငါသားလေးဖြစ်ရင်ဘလောက်ကောင်းမလဲဟု တဖွားဖွားဆိုတတ်သည် တခါဒီရန်တွင်လဲသူတို့သူဝီးနှစ်ယောက်အပေါ်တူထားသည့်သဘောထားကိုစကလက်မဝေခွဲတတ်ဒေါ်လေးပီတီသည်စိတ်ပြက်စရာကောင်းသည့်ဖွားကြီးတရားဟုထင်စေလေတန်လေးနှင့်စကားပြောတန်မရေမရာဘူဒိုဝါဒါစင်စာဟန်တို့ကိုစိတ်ပြက်သည်မီလာနီကိုလည်းမနာလိုဝင်တိုဖြစ်စေရှိသေးသည်တခါဒီရန်မီလာနီကပြုံးလျက်ဂုံယူလျက်ဖြင့်အက်ရှလီအချောင်းကိုပြောကအက်ရှလီဤစာများကိုကျဲလောင်စွာဖတ်ပြလင် အခန်းထဲမှ ပြုံးနေထွက်လာတတ်သည်တို့ရတွင်ခြုံကြည့်လျင်မူအက်တလန်တာက သူ့ဘဝသည်ဂျေနက်စီယာပျော်စီယာအက်တလန်တာသည်ဆာဗာနာထက်၎င်းချာလက်စတန်ထက်၎င်းမြိုင်းတာယာထက်၎င်းစိတ်ဝင်စားစရာကောင်းသည်တွေးစီယာငေးစီယာအချိန်မီယာစစ်တွင်လုပ်ငန်းများဖြင့်မအားမလတ်အောင်ဖြစ်နေသည်တို့ရတွင်တခါတည်းရန်တွင်မူပြောင်းနိုင်မီကိုညှိနှိုင်းကောင်းအောင်သို့မျက်နှာအပ်လိုက်မိသည်နှင့် Ashley ဒါလက်မထပ်ဖြစ်ခဲ့ရင်လည်းအကောင်းသားဒီစေယုံထဲမှာဝင်ပြီးလှုပ်အားမပေးခင်ပြီးရင်လည်းအကောင်းသားဟုတွေးမိသည် Scarlett သည်သူနာပြုလုပ်ငန်းကိုချက်ချင်းစိတ်ပြတ်လာသည်တို့ရာတွင်ရှောင်ရွေးမရသူ့ကိုဆီယာဝင်ဂရော၏ကော်မတီတွင်ရော Mrs. Merryweather ၏ကော်မတီတွင်မှထည့်ထားကြသည် တပတ်လျင်၄ရက်စေယုံသို့သွားရသည်နန်းစော်နေသည့်စေယုံကြီးထဲတွင်သပင်ကိုစီးကာတကူလုံးအဝတ်ဖြူကြီးလွှမ်းပြီးလူနာတွေကိုပြုစုရသည် အက်တလန်တာကအမျိုးသမီးသူနာပြုများကစိတ်အားထက်သန်ကြသည်အမှောင်ပြောကများဝင်နေကြသလိုဟုဝင် စကားလက်ထင်သည်စကားလက်ကိုလည်းသူတို့လိုမျိုးချစ်စိတ်ထက်သန်သူတဦးဟုထင်ကြသည်ပြည်ရင်းစစ်အကြောင်းကိုစကားလက်စိတ်ဝင်စားခြင်းမရှိကြောင်းကိုများသိကြလျင်ညီမျှအံ့အားတင်ကြမည်မသိစကားလက်၏စိတ်တွင် Ashley တယောက်တိုက်ပွဲတွင်ကြမည်လောဟုသည့်စိုးရိမ်မှုတစ်ခုသာရှိသည်ဤစိုးရိမ်မှုမှလွဲလျင်ပြည်ရင်းစစ်ကိုစကားလက်နည်းနည်းမျှစိတ်ဝင်စားခြင်းမရှိ သူနာပြုဝင်လုပ်ခြင်းမှာဤစိုးရိမ်မှုပြေပြောက်အောင်စိတ်ပြေလက်ပြောက်ဝင်လုပ်ခြင်းများသာဖြစ်သည်စင်စစ်သူနာပြုအလုပ်ဆိုသည်ကလည်းဘာမျှတာယာစရာကောင်းသည့်အလုပ်မဟုတ်သူနာပြုလုပ်ငန်းသည်ညီညူတန်အော်ဟစ်တန်ရှောင်းရမ်းတန်တို့ကိုအဖို့ပြုရသည်ဘဝအနက်အသက်များနှင့်တေမင်းကိုရင်ဆိုင်ရသည်ဘဝဈေးုံဆိုသည်မှာလည်းညစ်ပတ်နန်းစော်၍မုတ်စိတ်မွေးပတိုင်းမွေးပရပြင်းနှင့်ယောက်ျားတွေစုဝေးရအရက်သူတို့ကိုက ယောဂါပိုးအလိမ့်လင်အနံ့အသက်ကပုတ်ခေါင်းရက်ကိုဘော်ကဒံယာကြီးတွေကိုမြင်ရုံဖြင့်မူးမေ့ခြင်းစရာစေယုံတကားဝါသို့ရောက်သည်နှင့်သွေးအစိတ်တက်သည့်အနံ့ကြီးကနှာခေါင်းသို့ဇူးဝင်လာသည်အော်ဂလီဆန်စရာအနံ့ကြီးတွေက လက်တွေသပင်တွေတွင်ဆွဲကညအိမ်မက်ထဲထိလိုက်၍၆လန့်တက်သည်စေယုံအဆောင်များထဲတွင် ချင်းကတဝီဝီရင်ကတလောင်လောင်ပြွဲစိတ်တွေက တရွာရွာသူ့လက်တွင်ချင်းပိန့်တွေပြည်နေသည် ထရွက်ခေါက်ရက်တောင်ဖြင့်ချင်း600လွန်းသဖြင့်လက်မောင်းတွေအောင်းနေသည်တို့ရာတွင် မီလာနီကမူအီယာများကိုဂယုမမူအုတ်ဟောင်းဟောင်းအနံ့တွေဒန်ယာတွေကိုလုံးတီးတွေကိုအမှုမထားအရှက်အကြောက်ကြီးသည့်မီလာနီလိုမိန်ကလေးမျိုးကဤသို့အရေးမထားဟန်ပြသဖြင့်စကားလက်အဖို့ထူးဆန်းနေသည်ဒေါက်တာမိကသွေးစိတ်တက်နေသောအသားများကိုလှီးထုတ်နေသည့်အခါတွင်မီလာနီကလက်စေးခွက် ခွဲစိတ်ဓာစသည်တို့ကိုကင်ပေးသည် ထိုခါမျိုးတွင်မီလာနီ၏မျက်နှာသည်ဖြူလျော်နေသည်ဤလိုခွဲစိတ်မှုမျိုးတစ်ခုပြီးစဉ်ကအဝတ်လဲခန်းတွင် မျက်နှာတုပ်ပွားအုပ်၍တိတ်တဆိတ်အော့အန်နေသည့်မီလာနီကိုစကားလက်မြင်ရဘူးသည်တို့ရာတွင်ဒဏ်ရာရသူလူနာများရှေ့တွင်မူမီလာနီအိမ်ဒရီမပြတ်ခါတိုင်းလိုနူးညံ့မြဲတိမ်မွေ့မြဲတနာတက်မြဲရွှင်လန်းမြဲထို့ကြောင့်လူမမာများကသူ့ကိုဂိယူနာရှင်မလေးဟုခေါ်ကြသည်စကားလက်လည်းထို့သို့အခေါ်ခံခြင်းသည်တို့ရာတွင် ထို့သို့အခေါ်ခံရအောင်လုပ်ရသည်ကမလွယ်တန်းကြီးမတွေတက်နေသော လူနာများ၏ခန္ဓာကိုယ်ကိုမယုံမရှာခံရသည်သတိလက်နေသော လူနာများ၏လက်ချောင်းထဲတွင်ဆေးလုံးတွေတစ်ဆို့နေခြင်းရှိမရှိစမ်းရသည်ငုံတီကြီးဖြစ်နေသော ခြေပြက်လက်ပြက်များကို ပတ်တီးစီးပေးရသည် အနာများတွင် လောက်တက်နေလျင် လောက်များကိုဖယ်ရှားပြရသည် မဖြစ်သူနာပြုတ်အလုတ်ကိုစကားလက်နည်းနည်းမျှမနစ်သက်အကယ်၍များ ခွင့်ပြုချက်ရလျင် သူ့ရုပ်ရည်သူ့အလှဖြင့်နလန်ထဆလူမမာများကိုစိတ်ကြည်ကြည်လင်လင်ရှိအောင်လုပ်ပါဆိုပါက လုံနိုင်လိမ့်အောင်မည်သူနာပြုအလုပ်ကိုကလုံနိုင်မည်မထင်သူရရင် ရုပ်ကိုဗန်းပြ၍လူနာတွေစိတ်ကြည်လင်အောင်လုပ်ရမည်ကိစ္စကလည်းသူ့လိုမဟုတ်ဆိုမှတယောက်ဖို့မတင်တဲ့စေယုံကော်မတီကမြို့ထဲမှာအပြိုရွယ်မိန်းကလေးငယ်ငယ်များကို သူနာပြုလုပ်ငန်းသို့မပို့ဘဲနလန်ထဆလူမမာအဆောင်များသို့တာဝန်ခွဲပေးထားသည် မိန်းကလေးငယ်ငယ်တို့မမြင်အပ်သည်ကိုမမြင်အောင်ယခုကဲ့သို့ပို့ထားခြင်းဖြစ်သည် အရွယ်ကအပြိုအရွယ်ကလေးတွေအိမ်ထောင်မရှိ လင်သားမရဘူးကြသည်သူတို့ကိုနလန်ထလူမမာဆောင်များသို့ပို့လိုက်သည်တွင်စွန်သူတွေစွန်သွားကြသည်ရုပ်ချောချောမိန်းကလေးများမပြောနှင့်တာမန်ရွက်ကြမ်းရေကြိုမိန်းကလေးများပင်လင်းစွန်ကြသည် စကားလက်မှာလူနာဆောင်တွင်တာဝန်ကြသည်အပြင်းထန်နာမကျန်းဖြစ်နေသူတန်ရာရသူများမှအပ စကားလက်၏ပတ်ဝန်းကျင်တွင်မိမတွေကြီးဖြစ်နေသည်ထို့ကြောင့်စကားလက်ညီငွေသည်စကားလက်သည်မိမချင်းဆိုလျင်တိတ်အပေါင်းသည်မလုပ်ခြင်းယုံလဲမယုံခြင်းတို့ရာတွင်ယခုအထိမူတပတ်လျင်၃ရက်မြအချုပ်အလုပ်လုပ်ငန်းပတ်တီးလိပ်သည့်လုပ်ငန်းစသည်တို့တွင်မီလာနီ၏တငယ်ချင်းများနှင့်အတူဝင်လုပ်နေရသည်မိန်းကလေးများက Charles ၏မိတ်ဆွေတငယ်ချင်းတွေကြီးဖြစ်သည်ထို့ကြောင့်သူ့ကိုဂရုစိုက်ကြသည်အရေးတူလောက်ကြသည်အထူးသဖြင့် ဖန်နီအယ်ဆင်းနှင့်မေဘယ်မယ်ရီဝဲသာတို့ကသူ့ကိုဂရုစိုက်ကြသည်တို့ရာတွင်သူတို့ဂရုစိုက်ပုံကအနေရခက်သည် သူ့ကိုလူကြီးလိုတလေတစားလှုပ်ကြသည်အအိုစင်းထဲတွင်ကြသည်သူတို့အဆက်အကြောင်းကပွဲတွေအကြောင်းတွတ်တွတ်ပြောတဲ့ကြားရသည်ကိုလည်းစကားလက်မနာလိုဝင်တို့ဖြစ်မိသည်မဟုတ်ဆိုမှဖြစ်၍ဤเจ้าများကိုမပြောရလေခြင်းဟုတွေးကစိတ်မကောင်းဖြစ်ရသည် စင်စစ်သူသည်ဖန်နီနှင့်မေဘယ်တို့ထက် သုံးစားမကချောသည်တို့ရာတွင် ယခုသူချောသမျှလှသမျှအလကားဖြစ်ရပြီ။လောကသည်နည်းနည်းမျှမကောင်းနည်းနည်းမျှမတရားသူနှလုံးသားသည်မြေကြီးထဲရောက်သွားရပြီဟုတွေးကာရှင်နာသည်။သူနှလုံးသားသည်မြေကြီးအောက်မရောက်သေးမသေးသေး။ဗာဂျီးနီးယားတွင်အက်ရှလီနှင့်အတူရှိနေသည်။ဤသည်ကို သူတို့မသိ။တို့ရာတွင်ဤစိတ်မချမ်းသာစရာတွေရှိသည့်တိုင်အက်တလန်တာကို စကားလက်ဂျီနက်သည်။တို့ဖြင့်ရက်တွေတည့်ရက်ပြီးတည့်ရက်ကုန်သွားကာ စကလက်အတလန်တာတွင်အနေကျသွားသည်။ဟုတ်ကဲ့ပါရှင်။စောက်လီယိုဒီမှာပဲခေတ္တခဏရှင်းနာလိုက်ပြစီနော်။နောက်ဆက်အပိကိကျသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။